။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒုတိယအမေစုဒုတိယအမေစုဆိုပြီးတော့ဘောမတွေဘက်ကလော်နေတဲ့ပါတယ်ပရာဟိတာမိခင်ကြီးခိုင်နှင်းဝေဟမ်အခုဆိုဘလောက်တောင်စောက်ပြတနာတွေတက်နေပြီလဲကျွန်တော်စလာတဲ့ကစလူပြကျွန်တော်သိတယ်ဒါပေမဲ့ဩငလင်ဘေးအတွက်လှူတဲ့သူတကယ်ထိထိရောက်ရောက်လှူမယ်လို့ထင်ခဲ့တယ်ပေါ့ဗျာကျွန်တော်ကဟုတ်ရင် ျော်တယ်ပေါက်ရင်ပေါ်တယ်သူတို့ဒီစစ်လော်ဘီတွေဘက်ကတော့ဟာခိုင်နှုန်းတွေဟာဒုတိယအမေစုအာဒုတိယမိခင်ကြီးဆိုပြီးတော့နှိုင်းရှင်တာတွေကအင်မတန်မှကျွန်တော်တို့အောက်တန်းကြဖို့ကောင်းတယ်ဗျာခိုင်နှုန်းတွေခုဘာဖြစ်နေလဲကျွန်တော်တို့မိဘပြည်သူများတည်ရတိုင်းပဲကျွန်တော်တိတ်လေးတော့လှူလိုက်တယ်တဲ့အဲ့ရလူတွေက ပြန်ပြောကြတယ်သူ့အောက်မှာမှန်းကြအဲသူကပြီးတော့အဲ့ဒီပို့ကို edit လုပ်ပြီးတော့အာသူကယာယီမှုတွေစေရင်မှုတွေကိုပေးလိုက်တပါမရသေးတဲ့သူ့ရှိသွားကြပါနောက်ထပ်အောက်မှာထပ်ပြီးတော့မန့်နေထက်တက်လာတယ်နောက်တော့ခမားတို့ရဲ့ပတာဟိတမိခင်ကြီး ခိုင်နင်းဝေက ပို့ဖြတ်ပြီးတော့ပြေးရတဲ့ဘဝကိုရောက်သွားပြီဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာ အဲထုံးစံတိုင်းပဲကျွန်တော်ဒီခုံကိုရောက်ပြီးဒီလိုလေးဟွတ်ဆိုလှဲ့လိုက်ပြီးဆိုတဲ့ကကျွန်တော်ရဲ့အစီအစဉ်လေးကတော့ပြောစရာရှိလို့ပြောရအောင်မယ်ပေါ့ဗျာအဲဒီကနေ့ပြောစရာရှိလို့ပြောရအောင်မယ်အစီအစဉ်မှာထုံးစံတိုင်းမှာပဲကျွန်တော်ပြောတာတော့ကျွန်တော်တို့ဘောမတွေကိုအများဆုံးပြောနေတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပေါ့ဗျာနော်ဒီကနေ့ပြောမှာကတော့ ဘောမထဲမှာမှဘောကိုမတရားအကြီးကြီးကိုမှအဲသူတရင်ကမနေရမှာမနေညမှာတက်လာတဲ့တရင်ပေါ့ဗျာနော်မတရားအကြီးကိုစွဲပြီးမပလိုက်တဲ့ကျွန်တော်တို့စောက်ဖုတ်ကင်းတဲ့ကောင်ဟောင်မင်းရဲ့အလှည့်ဖြစ်ပါတယ်ပေါ့ဗျာโอเคဟောင်မင်းကမင်းအွန်လိုင်းကိုဘလောက်များ ခြေကျူးထောပနာတွေပြုထားလဲဆိုတာကိုကျွန်တော်ဒီအတူတူကြည့်ရှုခံစားနေထုံးစံတိုင်းပဲကျွန်တော်ရဲ့ဗီဒီယိုအောက်လေးမှာအောင်မင်းကိုမကျေနပ်လဲဆဲပေးကြပါကျွန်တော်မကျေနပ်တဲ့ဘောမများလဲလာရောက်ပြီးဆဲဆူလို့ရသည်ပေါ့ဗျာโอเคအကျော်ဟောင်မင်းတကောင်ဘာဒီများဟောင်ပြီး ပါတယ်များပြောထားလဲဆိုတာကျွန်တော်တွေအတူတူကြည့်ရှုခံစားလိုက်အောင်များโอเคဒီနိုင်ငံတော်အကြီးအကဲဟာစမတ်ဖြစ်တယ်ရှေ့ကိုကြုံမြင်တတ်တယ်ဒါကစလာကြဒီကိရိနိုင်ငံတော်အကြီးအကဲဟာစမတ်ဖြစ်တယ်ရှေ့ကိုကြုံမြင်နေတယ်ငါမျက်လုံးထဲတော့စမတ်ဖြစ်တာမတွေ့ပါဘူးကွာစောက်ပုဖြစ်တာငါမြင်နေရတယ်ဟာ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  โอเคဒီကောင်ပါတီဆက်ပြီးလော်မလဲဆိုတာကြည့်လိုက်ရအောင်ကျွန်တော်ပွင့်လင်းပြောရင် तू အလောက်စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ကိုကျွန်တော်မထင်တော့ဘူးလာပြန်ပြီးနောက်တစ်ချက်အဲ့လောက်ထိစီမံဆောင်ရွက်နိုင်မယ်မထင်တော့ဆိုတော့ဟုတ်ပါပြီမင်းအွန်လိုင်းကြီးကမင်းအမေလင်မင်းအွန်လိုင်းကဘာဒီမန်စီမံဆောင်ရွက်တာတွေကောင်းနေလို့လေမေးပြီနော်မင်းအွန်လိုင်းကဘာဒီမန် စီမံဆောင်ရွက်တာတွေကောင်းနေလို့လေဘာလို့ကျွန်တော်ကိုပေါ့ကိုဟုတ်ပြီငါနိုင်ငံတော်အကြီးကဲတယောက်နေရမှာဆိုငါဘာလုပ်မလဲစဉ်းစားကြည့်မင်းကနိုင်ငံတော်အကြီးကဲတယောက်နေဆိုရင်ဖင်တာခံလိုက်တယ်ကွာခရော့ပါရဲ့ဗျာစလာတဲ့ဆဲနေရမင်းစောက်ခွနဲ့ကနိုင်ငံတော်အကြီးကဲဖြစ်เสียလားဟမ်ဟိုကောင်တော်မလက်နဲ့အာကိုနဲ့တိုင်းပြည်အာနာလူထားလို့ သူ့ကိုယ်သူနိုင်ငံအကြီးကဲနိုင်ငံခေါင်းဆောင်ဆိုပြီးတော့လုံနေတဲ့ကောင်တွေကသူဘာပြောလဲနော်ဟိုကျွန်တော်တို့အဲ့လောက်မတွေ့နိုင်ဟာသူဒီဖြစ်ဖြစ်ချင်းမှာပဲနော်ဒါဖြစ်ဖြစ်ချင်းနိုင်ပိုင်းမှာပဲဗောနော်နိုင်ငံတကာအကူအညီတွေကိုကျွန်တော်တို့လက်ခံပါမယ်ဆိုတဲ့ဟာဟမ်အဲနိုင်ငံတကာအကူအညီတွေကိုလက်ခံပြီးတော့မင်းတို့အိတ်ထဲထည့်မှာလဲထည့်ပြုံးနေကွာ ်မြင့်ကြီးကအကြီးကြီးဗျ။အင်းအကြီးကြီးသူ့အနေနဲ့နော်။ဟုတ်လက်ရှိနေထားမှလည်းဒါဖြစ်လာနိုင်တဲ့ဟာတွေပေါ့ဗျာ။ဒီရရှိမှဘုရင်ထောက်ပံ့ရင်ပစ္စည်းတွေကိုလဲသုံးသောင်းမလုံးကြနဲ့နော်ဆိုတာနောက်တစ်ခုဟုတ်ပြီ။အဲ့မှာသူစပြောပြီနော်။မင်းအောင်လည်းစပြောပြီ။ဒီကုညီထောက်ပံ့မှုတွေကိုအလွဲသုံးစားမလုပ်ပါတော့နဲ့ပြောတာကအလွဲသုံးစားမလုပ်ကြပါနဲ့လို့ပြောတာကသူပြောကျင်တာကကျွန်တော်တို့ပတ္တိတမိခင်ကြီးခိုင်နှင်းဝေကို တဲ့တမျိုးတွယ်ဝိုက်ပြီးတမျိုးစောင်းပြီးတမျိုးပြောတာမှဖြစ်နိုင်မှာဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒုတိယအမေစုဒုတိယအမေစုဆိုပြီးတော့ဘောမတွေဘက်ကလော်နေတဲ့ပါတယ်ပရာဟိတာမိခင်ကြီးခိုင်နှင်းဝေဟမ်အခုဆိုဘလောက်တောင်စောက်ပြတ်တရာကြီးတက်နေပြီလေကျွန်တော်စလာတဲ့ကစလူပြကျွန်တော်တည်တယ် ဒါပေမဲ့အော်ငလင်ဝေးအတွက်လှူခဲ့သူတကယ်ထိထိရောက်ရောက်လှူမယ်လို့ထင်ခဲ့တယ်ပေါ့ဗျာကျွန်တော်ကဟုတ်ရင်ကြော်တယ်ပောက်ရင်ပေါ်တယ်သူတို့ဒီစစ်လော်ဘီဒီဘက်ကတော့အာခိုင်နှုန်းတွေဟာဒုတိယမေစုအာဒုတိယမိခင်ကြီးဆိုပြီးတော့နိုင်ရှင်တာတွေကအင်မတန်မှကျွန်တော်တို့အောက်တန်းကြဖို့ကောင်းတယ်ဗျာ ခိုင်နေဝဲခုဘာဖြစ်နေလဲကျွန်တော်တို့မိဘပြည်သူများသိရတိုင်းပဲကျွန်တော်တိတ်လေးတော့လှူလိုက်တယ်တဲ့အဲ့ရလူတွေကပြန်ပြောကြတယ်သူ့အောက်မှာမန်းကြအဲ तू ကပြီးတော့အဲ့ဒီပို့အက်ဒစ်လုပ်ပြီးတော့အာ तू ကယာရင်မှုတွေစယ်ရင်မှုတွေကိုပေးလိုက်တယ်ဗျမရသေးတဲ့သူရှိသွားကြပါနောက်ထပ်အောက်မှာထပ်ပြီးတော့မန်းတွေထက်တက်လာတယ်နောက်တော့ ခမားတို့ရဲ့ပတာဟိတမိခင်ကြီးခိုင်နှင်းဝေကပို့ဖြတ်ပြီးတော့ပြေးရတဲ့ဘဝကိုရောက်သွားပြီဗလိန်နာမဟုတ်ဘူးနော်ဗလိန်နာမဟုတ်ဘူးဒါဒီအမှန်တရားပဲဒါဒီအမှန်တရားပဲဟုတ်တယ်နော်ကျွန်တော်တို့လှူတဲ့လူတွေတကယ်ကျေးဇူးတင်တယ်ကျွန်တော်မနေ့ကတောင်ပြောပါသေးတယ်ပါလေဟိုကောင်လေးလုံးမဟိုကောင်မလေးလုံးမပြောထားတာ လေလုံးမှပြောထားတဲ့အရာတွေသူတို့ကလှူလိုက်တယ်လှူတော့လှူတဲ့လူတွေဟာတကယ်မှရောက်ပါမလားတကယ်မှရောက်ပါမလားကဲအခုလာဘူးဟမ်အလူရှင်ကသူတို့မသွားနိုင်လို့ဩဟာသူကတော့တကယ်လောက်တာပဲတကယ်လှူနေတာပဲတကယ်ပန်ပိုးနေတာပဲဆိုပြီးတော့အာကိုတကြီးနဲ့ပြည်သူတွေကပြည်သူမှပြည်သူတို့ပေါ့ဗျာ အော်ခိုင်နေဝင်ကြီးကတော့အော်တကယ်မြေမျိုးတကယ်ဆင်းလူနေတာပဲဆိုပြီးတော့ယုံကြည်အားကိုလေးစားတယ်ပေါ့ဗျာသူ့လုပ်ရတဲ့လေးစားပြီးတော့ဒီလိုလေးသူ့ရှိကိုလူကြတယ်ဆိုတော့သူ့ရှိလူတော့တကယ်ထိရောက်တဲ့လူတွေရှိရောက်လာဆိုတော့မရောက်ဘူးကျွန်တော်လည်းဒီဟာမပြောချင်ပါဘာလဲလို့ဆိုတော့အားဒီကောင်းလေးသူများလူနေတော့ကားပြက်ရပြက်နိုးပါ ကျွန်တော်ကပြောပြီးသားပါအလှူတန်းကျွန်တော်မလုံနိုင်တကယ်မလုံနိုင်ဘာလို့မလုံနိုင်လဲကျွန်တော်မြန်မာပြည်တွင်းမှာလည်းမရှိဘူးကျွန်တော်တို့ကကိုဘဝကိုရက်တီကိုအိမ်လားကလေးပြေးဖို့မနေရုံးကန်နေရတယ်နောက်ပြီးတော့ကျွန်တော်ကအလှူခံလည်းမစားဘူးမင်းတို့ဘောကကြီးပြောတယ်ခွက်ခေါက်တွေခွက်ခေါက်တွေမင်းတို့ကြိုက်တယ်လို့ပြောနော်ငါတို့ကိုရေးကိုတာအတွက်နဲ့ဘယ်နဲ့ခါခွက်ခေါက်ဘူးလဲမင်းတို့ချပြ အစရယ်ပြောပြီးသားကမ်ပိန်းတွေမှာတော့ပါဝင်ပြီးသားเนาะအဲ့ဒီကမ်ပိန်းတွေလည်းငါတို့ကင်လာငွေကြီးလုံးဝမကင်တော်နေနေပတ်သက်ကမ်ပိန်းတွေပြောရအောင်เนาะအခုကျတော့ခိုင်နေဝင်အပုံနံဘာတွေထွက်လာလဲဆိုတော့ကျွန်တော်တို့လူမျိုးသားတွေမလူဘူးတဲ့เนาะလူမျိုးသားတွေလုံးဝမလူဘူးတော်တော်ကူမအောက်တန်းကြပါတယ်ကျွန်တော်မနေ့ကလည်းပြောပြီးသားကျွန်တော်တို့ အခုငလင်တင့်တာကကျွန်တော်မြန်မာနိုင်ငံကျွန်တော်တို့အနီးတွေအစိမ့်တွေအဖြူတွေအမဲတွေအတာထားဘာသာတူတိုင်းမတူတိုင်းအတာထားအတာထားကျွန်တော်တို့တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေလက်ဝထံတကယ်ရောက်မှသာဒီလူတွေအထမြောက်မှာဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းကအခုခိုင်နှုံးရင်ကိုတတိပေးလိုက်ပြီအလှငွေတွေကိုအလွဲသုံးစားမလုပ်ဘူးဗောနော်ဒီနံပါတ်တက်မပြောတာဗောနော်နံပါတ်တက်မပြောတာ ဘာလို့ဆိုလိုင်းပေါ်မှာသူမဒီလုံးဝကိုဟောဖြစ်တာလားဟဲ့ဖြစ်တာလားဟောဖြစ်တော့ဗျာနော်ဟောနေတယ်ဟာခိုင်နှုန်းရဲ့လူတွေဟိုမှာ၄00ဟိုမှာ900ဟိုမှာဘလောက်ဘလောက်ဆိုတာတွေကနောက်ဆုံးဒီယာအိမ်မှုတို့ဘာလို့ပထမသူလူတာဒီအိမ်ကြီးတွေသူလှူတယ်တဲ့အာတိန်ဘလောက်အဲ့မှာ3000သူလူလိုက်ရနောက်တော့အောက်ကဝင်းမန့်တော့သူအက်ဒစ်ပြန်လုပ်ကြရာယာအိမ်မှုတွေဆယ်အိမ်မှုတွေသူ လက်ဝက်အပ်လိုက်တယ်ဆိုတော့ကအဲ့ဒီယာအိမ်မှုတွေစိန်အိမ်မှုတွေကဘလူးလက်အောက်မှာရှိတာလေမအာလာရဲ့စစ်ကောင်စီရဲ့အကြမ်းဖက်စစ်တကက်လက်အောက်မှာရှိတဲ့ကောင်တွေရှင်ရောက်လာတော့ဒီကောင်တွေလည်းမင်းအွန်လိုင်းနဲ့ဘာထူးခြားမှာလဲဗောဗျာတကယ်ထိရောက်တဲ့လူတွေရှိကိုတကယ်ဖြစ်ပျက်တဲ့လူတွေရှိကိုမရောက်ခဲနဲ့ သူတို့အိတ်ကက်သေးပဲသူတို့ထဲ့သွားမှာပါဗျာဒါမဲ့ဒီမိမကလုံးသွားတော့အဲ့ဒီပို့ယူဖြတ်ပြီးတော့နောက်ထပ်ပို့ပြီးတော့ထပ်တင်နေတယ်အဲ့ဒီအောက်မှာလဲဝင်ပြီးတော့မန်းတဲ့လူတွေအများကြီးရှိပါကြကျွန်တော်ပလင်းချင်းမဟုတ်ပါစကားကြုံလို့ပြောကြားခြင်းဖြစ်ပါလိမ့်ပါဗျာဆိုတော့ဟောင်မင်းတကောင်မအလောက်ဘလောက်ထိဆက်ပြီးလော်မယ် မအလောက်ဘလောက်ထိဆက်ဖားမလဲဆိုတော့ကျွန်တော်ဆက်ပြီးနားထောင်မယ်ခိုင်နှင်းဝေကတော့တကန်ထားခဲ့လိုက်တော့ဗျာโอเคဆိုလဲဆိုရှင်းနှစ်စလေးငါးနှစ်ကိုပါသူကြိုပြီးတော့ပြောလိုက်ပြီအာဒီအဆောက်ဦးနောက်တစ်ခါအဆောက်ဦးတွေစောင့်ရင်တေချာစစ်စေရမယ်อืมတော့တေချာနောက်တစ်ခါအဆောက်ဦးတွေစောက်တာကိုတေချာမစစ်စေးပဲနဲ့အခုအဆောက်ဦးတွေစောင့်ခဲ့တာဘာလို့လဲဆိုတာကိုမင်းတို့ပြန်ပြီးတော့စစ်တန်းကောက်တင်တယ် မင်းတို့နေပြည်တော်လဲမင်းတို့တော်တော်ထိတယ်နော် နေပြည်တော်တော်တော်ထိတယ်နော်နေပြည်တော်စောင့်တာဘသူတွေလဲနေပြည်တော်ကစောင့်နေစောင့်တာမင်းတို့စစ်တပ်ကောက်ကောင်တွေပဲလုပ်ခဲ့တာလေအမြန်လိုက်ဖောက်တော့ဘသူတွေလဲမင်းတို့စစ်တပ်ကောက်ကောင်တွေပဲလုပ်ခဲ့တာလေဟုတ်တယ်နော်မင်းတို့စစ်ချင်းစစ်မင်းတို့စစ်တပ်ကောက်ကောင်တွေလုပ်ခဲ့ကောင်တွေပြန်စစ်โอเคတယ်နော် ရမယ်ဆိုတော့ဒါ ਈ ပြောတယ်နောက်တစ်ခုကတချို့အဆောက်အဦတွေကိုမြန်မာစံတန်ဖြတ်ရမယ်မြန်မာစံဖြတ်ပြီးမြန်မာစံပြန်ဆောက်အောင်မှရှိတယ်။ပြောရရင်ပြလက်ရှိဖြစ်ပေါ်နေတဲ့ဟာတွေကိုဟိုဘယ်လိုခေါ်မလဲ။နောက်ဖြစ်လာနိုင်တဲ့ဟာတွေနဲ့ပါသူတွက်ပြီးတော့သူပြောသွားတာရှိတယ်။အဲကြောင့်ဟာနောက်ဖြစ်မဲ့ဟာတွေပါတွက်ပြီးပြောသူကဩနောက်အနာဂတ်ပါကြုံမြင်နေဆိုတဲ့အတွက်အင်းဒီကောင်းဒီနောက်တစ်ချိန်မှာပြည်သူကိုထပ်ပြီးဒုက္ခပေးမဲ့ ကိုမေကိုလိုပြန်ဖြစ်နေဦးမလားမသိဘူးပေါ့ဗျာကတော့ဗျာကျွန်တော်ဒီနေ့နည်းနည်းဆဲပြရသည်နည်းနည်းရိုင်းပြရသည်ဘာလို့လဲဆိုတော့ဒီခိုင်နေဝင်တရင်တွေဖတ်ပြီးတည်းကျွန်တော်ကဒေါသတွေလိမ့်လိမ့်ထွက်နေလို့ပါဟုတ်ကဲ့နော်ကျွန်တော်နားလဲပေးကြပါဗျာပြောရဟိုချစ်ပွဲတွေကကျွန်တော်ပြောတယ်อืมဘယ်လိုဒီလက်ရှိဘူဂျုံမူကြီးကိုကျွန်တော်ရှော့မတက်နေသူ့ရဲ့ဒီ brain က စောက်ယူပရိခြီပရိဟုတ်လားရှော့ပတ်เสียမလို့ခြီပရိအများကြီးရှေ့ကိုပြေးတယ်အများကြီးရှေ့ကိုတွတ်ထားတာရှိတယ်ဆိုကျွန်တော်ပြောတယ်နော်အခုလည်းအဲ့လိုတွေကြုံနေတာနောက်တစ်ခု data တိသတင်းတစ်ပုဒ်ကိုထားပြပါနောက်တစ်ပုဒ်ကျွန်တော်ပြပြ MND ဖွင့်อืมလာရှုကနေတူရတော့ကျွန်တော်အရင်တည်းကပြောတယ်ဒီ MND တစ်တုံညာနှစ်ခုဆိုတဲ့ operation ကြီးဟာอืม PDF ကိုကျုံးသွင်းပြီးတော့တက်တဲ့ပွဲကြီးလို့ကျွန်တော်မြဲပြောတယ်။ဟွန်းကျွန်တော်ပြောပြတယ်မဟုတ်ဘူးဒီတိုက်ပွဲဟာမာဖီယာတိုက်ပွဲကြီးကျွန်တော်ပြောတယ်။ PDF ဒီဒီဟလာဒီပြောရရင်ဒီလာရှိုးတိုက်ပွဲပါညာမှာ MND နဲ့ဝင်တိုက်တယ်ပါညာ PDF ဒီပြောရရင်ပပဆက်ဆက်တည်တယ်။ပပဆက်ဆက်တည်တယ်။ကျွန်တော်မင်းတို့စစ်ခွေးတွေလည်းပပဆက်ဆက်တည်တာထည့်ပြောနေပါဟွန်းခွေးပြေးဝက်ပြေးပြေးရတယ်ထည့်ပြောနေပါ ပွဲတိုင်းမှာမာပြူရရှိတယ်။ဒီပွဲကြီးကမာပြူရစစ်ပွဲကြီးလို့ကျွန်တော်ပြောတယ်။အင်းအင်းနဲ့တိုက်နေတိုက်ပွဲလဲကျွန်တော်ပွင့်နေထပ်ပြောမယ်။မာပြူရစစ်ပွဲပဲ။ဘာမာပြူရလဲဆိုတော့ကျွန်တော်နောက်အေးစီရှင်းပြမယ်။အခုကကျွန်တော်တို့ကသိပ်ပြာအခန်းချင်းနေပါညာဘောနော်ဒါတွေကလည်းသိပ်မကောင်းတဲ့အတွက်နော်အခန်းချင်းနေကမင်းအခန်းချင်းနေဘယ်ကောင်းတော့မလဲ။မစော်ဘုံမှာမင်းဟုကစ်ချပလိုက်တော့မင်းဘယ်မှာသွားနေရမသိဘူး။ဟမ်အဲစော်ဘုံနဲ့သွားစော်ကတော့မင်းဘယ်နှရောက်မှမသိဘူး။ကြောက်ငါပြောပြမယ်။ ပြန်ဆုတ်ပေးတယ်ဆိုတော့လေမင်းတို့မင်းအွန်လိုင်းကတရုတ်ကိုသွားလီးဆုတ်လို့လေဟုတ်လား MNDA ဆိုတော့လေတရုတ်လက်အောက်ကနေပြီးတော့ရုံးထွက်လို့မရသေးတာအများကြီးရှိရလေဒါဒီအားလုံးသိရနော်တော့အတန်လည်းတိတ်မလုံဘူးဒါကြောင့်မို့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောတာတိတ်အရှိကြီးတော့မပြောဘူးเนาะအဲ့တော့အခုဆိုရင်ဒါပြောရရင် MNDA လာရွှေကနေပြန်ထွက်ခွာတော့ဟုတ်ပြီးခဲ့တဲ့ကျွန်တော်တို့ဟုတ်လေ MND ကလာရှုအထောက်ခံမှာမင်းတို့စစ်တက်ခဲ့တိုက်ရိုက်ခိုက်ရအောင်လားတရုတ်ကြောင့်လားဆိုတော့ပြန်စင်းစားလေဟုတ်တယ်နော်ဒီ initiative မျိုးတက်မလို့နေမှာဘုရားဆုံးမင်းထုံးလည်းကျွန်တော်အဲ့ဒါမေးခဲ့တယ်อืมဘုရားဘုရုတ်ဒီဟလာဒီဟိုနေမှာအဲဒီဟိုနေပါလေကျွန်တော်တို့တရုတ်နဲ့မဟုတ်တရုတ်နိုင်ငံမှာအဲ MND နဲ့ရနိုင်ငံတော်အစိုးရကိုယ်စားလှယ်ဖွဲ့ဆွေးနွေးရတဲ့ပတ်သက်ပြီးတော့ဘာကြိုးများလည်းမရဘူးဆိုပြီးတော့ နိုင်ငံတကာမီဒီယာတွေကပြောနေကြတယ်အဲ့အတွက်ဘာပြောချင်လဲလို့ပြောတဲ့အခါမှာမျိုးစုံမင်းတို့အဲ့မှာတည်းကသူပြောခဲ့တဲ့အရှိတယ်မဟုတ်ဘူးတဲ့သူတို့ပြောချင်တာရှောက်ပြောနေရတယ်ကျွန်တော်တို့အကျိုးရလက်ကောင်းနေအများကြီးရပါတယ်သူအဲ့ဒါပြောခဲ့တယ်ဥကဘာလဲဆိုတော့ဒီလက်ရှိနိုင်ငံတော်ထိပ်ပိုင်းကောင်းဆောင်နေနေနေမီဒီယာတွေကသူတို့ပြန်လှည့်စားတက်လာတယ်နော်မီဒီယာတွေကပြန်ဟုတ်တယ်ဒီလက်ရှိ information technology ခေတ်ကြီးမှာကျွန်တော်တို့ကတချို့ကိစ္စတွေမှာမှန်တယ်တစ်ကသတင်းမှန်ရမယ်ရိုးသားရမယ်အဲ့ဒီပုံမှာတော့အခြေခံရမယ်ဒါပေမဲ့ဒီမီဒီယာတွေကိုလည်းပြန်လှည့်စားနိုင်ရမယ်ဟုတ် เนาะဒါသိရေးကြီးတယ်ဒါလည်းပြောရတာဗီဒီယိုဆိုမင်းတို့နေဒါအများကြီးသိပါဟုတ်လေမင်းတို့ကမီဒီယာမဟုတ်ကြအောင်မင်းတို့ကကိုကိုမီဒီယာတမလို့ခံပြီးတာလားမင်းတို့ကဒီလိုကြီးလှည့်စားလိုက်တာ ਨੇ ဟုတ်လားမင်းတို့ကအားလေအားကျွန်တော်တို့လှည့်စားသွားတာမိုက်တယ်လို့ထင်နေတာလားစောက်ယူကောင်ရဲ့အမျိုးတွေတော့လုံးလာနေအဲ့တော့ဘာလဲဆိုတော့ DL လက်ရှိနေတာမှာ MND အဖွဲ့တွေလာရှိကနေပြန်ထွက်ခွာရတော့မယ်ဆိုတော့ကျွန်တော်ကမြေကျွန်တော်ပြောတယ်အဲ့မှာတွေကခင်ဗျစဉ်းစားကြည့်ဗျာ ဒီလောက်ဟလာဘယ်လိုခေါ်မလဲအုံနဲ့ကျင်းနဲ့ ambush လုပ်နေတဲ့အဖွဲ့အစည်းတစ်ခုခမစူးစီးမှုတစ်ခုမလုပ်ဘဲနဲ့ဘယ်လိုဘယ်လိုဖြိုခွဲမလဲဟုတ်လား PDF ဆိုတဲ့အဖွဲ့စပေါ်လာတဲ့အဖွဲ့မှန်တဲ့ဒီကောင်းနေအင်အားကောင်းတယ်လူအင်အားရန်ကောင်းတယ်အဲ့လိုပဲသူတို့ data ဆိုင်ရာမှာကြွမ်းကျင်မှုရှိတယ်အဲ့ဒါကြောင့်လည်းသူတို့ကဘာလုပ်လဲဆိုတော့အဓိကအဖြစ်ပျောက်ကြားစစ်နီးပြူအောင်တုံးတယ်အဲ့ပျောက်ကြားစစ်နီးပြူအာကြီးကိုဒီဘက်မှာရှိတဲ့တက်မတော်အနေနဲ့ရင်းဆိုင်တိုက်ပွဲရှင်နေဖို့ဆိုတာမလွယ်ဘူးအဲ့တော့ဓာကြီးကိုတနေရာမှာစုကိုစုရလိမ့်မယ် အဲ့ဒီစုဟာလည်းဒီ MNDA နဲ့တိုက်ပွဲတွေဒီလာရှိုးတို့ဘာလို့ကဒါတေးကြတယ်ဒါဟာ PDF တက်ပွဲဖြစ်တယ်လို့ကျွန်တော်သုံးသပ်ပြခဲ့တယ်ရှိတယ်ကဲအဲ့ဒါဆိုရင်တော့ဒီကောင်ပြောတဲ့ပုံစံကျွန်တော် MNDA ကဒါ PDF တွေကိုတစားကန်လုပ်တည်ပေါ့ဗျာနော်ဒါလည်းဒီကောင်တွေကသွေးထိုးတာဖြစ်ဖို့များတယ်ပေါ့ဗျာနော်ကျွန်တော်လည်းကြားပါတယ်ကျွန်တော်တို့အဲ့ဒီပွဲမှာကျွန်တော်တို့ PDF တွေ ော်တော်များများအတက်ပေးရပါတယ်ဆွန့်လွတ်ကပါတယ်เนาะတော်တော်များများဆွန့်လွတ်ကလည်းဒါပေမဲ့ဒီကောင်ပြောဆိုဒီကောင်တွေးထိုးတာလားအမှန်ပြောနေတာလားဆိုတာကျွန်တော်တို့ဒီเนาะအထက်လူကြီးပိုင်းပဲကျွန်တော်တို့ကဒါကြောင့်ကျွန်တော်တို့တော်တော်ဝေးပါเนาะကျွန်တော်လူကြီးတွေပြန်ပြီးတော့စစ်စစ်ကြပါဦးဗျာเนาะဒါကြီးကဒီကောင်ပြောရရဟုတ်လားမဟုတ်လားဆိုတော့ ပြန်ပြီးစစ်စစ်ပေးကြပါဘောဗျာ။ ਉਹਨੇ ဖြစ်ကြည့်လိုက်။ဆိုတော့ဒါမျိုးတွေပေါ့နော်။အဲ့တော့ဟိုစစ်ပွဲမှာကတော့ဗျာ။မာပြာရေးဆွဲရတဲ့အခါမှာတော့ဟိုဘယ်လိုကုန်းလဲ။ကိုယ့်ဘက်ကလည်းဆုံးရှုံးမှုတွေတော့ရှိမှာပေါ့။ဒါပေမဲ့လည်းတစ်ကကျွန်တော်တို့ကဟိုတိုက်ပွဲလေးတွေရှုံးမိမဲ့စစ်ပွဲကြီးနိုင်တယ်ဆိုတာမျိုးเนาะဒါမျိုးကိုကျွန်တော်ပြောချင်တာပါဟာလာတိုက်ပွဲလေးတွေရှုံးမယ်သူကဲမာဗျူကပါလဲဆိုတော့ဒီဟုတ်လေတိုက်ပွဲလေးတွေရှုံးစစ်ပွဲကြီးနိုင်တယ်ဘယ်စစ်ပွဲကြီးနိုင်တာပြောပါဦးမင်းတို့ဘယ်နှစ်ပွဲနိုင်တာပြောပါဦးဘယ်စစ်ပွဲကြီးနိုင်တာ ဟမ်ပြောအောင်စင်းစင်းကနဲ့ပြောပေါ့ဘလို့ကောင်းလဲပေါ့စောက်ယူတော့အညူကြီးနဲ့ PDF အုပ်စုတွေကိုအမြင့်ဖြတ်ဖို့လေအဲ့ဒီကဒီရခိုင်စစ်ပွဲကိုလည်းကျွန်တော်တို့ကဒီလိုပဲသုံးသပ်ထားတယ်ရခိုင်မှာလည်းတချို့ဟာတွေကတော့ဟိုပြောရရင်တော့ဗျာဟိုဘလူးခေါ်မလဲဟိုအောက်ချိန်မှာတော့သူတိုက်ကိုတိုက်နေကြမယ်ဒါပေမဲ့တကက်စစ်ပွဲကြီးရဲ့မဟာဗျူဟာကြီးကိုသုံးသပ်လိုက်ရင် ဒါလည်း PDF အတွက်အစာချကြွေးထားတာပဲ။အော်။အွန်လိုင်းကောင်ဒီမှာပဲ။အခုကျတော့ပြောရရင်စကိုင်းနဲ့မန္တလေးကွင်ထဲမှာကျတော့ PDF ကိုမာဗျူအနဲ့တော့တိုက်ဆရာမလို့တဘာဝတရားကြီးကတိုက်ထုတ်လိုက်တယ်။ဆိုတော့ဒါမျိုးတွေပေါ့နော်။အဲ့တော့ပြောရလို့ရှိရင်ဟုတ်ပြီမင်းမန္တလေးရဲ့စကိုင်းမှာတဘာဝတရားကြီးကတိုက်ထုတ်လိုက်တယ်ဆိုတော့မင်းတို့နေပြည်တော်ဟုတ်လား။တဘာဝတရားကြီးကမတိုက်ထုတ်လိုက်ဘူးလား။ဟမ်ငါလူမသားကြီးကတော့ပါရဲ့။ဟမ် အဲ့ဒီငလင်ရမင်းတို့နေပြီးတော့မထီဘူးလားဟမ်မင်းမေလင်မင်းအောင်နိုင်အောင်တည်တည်လေးလွတ်တာနော်မာလူကြီးကြောက်ကြောက်နေခါတယ်အပြင်မှာထွက်နေရတာဒါကနိုင်ငံတော်မှာရှိတဲ့အကြီးအကဲတွေရဲ့အမျိုးအမည်အာတော့ဒီစစ်ပွဲကိုဟလာစစ်ပွဲရဲ့တို့နိုင်ငံတော်ရဲ့ဟိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဒါတွေအားလုံးကိုချိတ်ဆက်ပြီးတော့သွားတာပေါ့နော်ချိတ်ဆက်ပြီးသွားတာအခုဆိုရင်ပြောလို့ရှိရင် ဟိုငလင်ကြီးလှုပ်သွားတယ်ဒီမှာရှိတဲ့ victims တွေပေါ့နော်ဒီပြောရရင်ထိခိုက်ဒဏ်ရာရတဲ့လူတွေအတွက်တော့စိတ်မကောင်းစရာပဲစိတ်မကောင်းစရာပဲသူ့ပြင်မဲ့လဲဒီဘက်မှာစီမံဆောင်ရွက်ချက်တွေကလှင့်မြန်တယ်လို့မအောင်လှင့်မြန်လီးကိုလှင့်မြန်ဟမ်ငါလူမှကတော့ပါရဲ့ဟမ်မင်းတို့တွေမှာဟိုဟာကဲစဲတွေမလုံနိုင်ဘူးလေဘာလို့လှင်မြန်တာလဲဖြစ်ဖြစ်ချင်းမင်းတို့လုံလာမလုံဘူးလေဘာလို့လှင်မြန်တာလဲလူမှသားရဲ့အသက်ကြီးမှအစဲခံနေရတော့မင်းလဲ မင်းတို့စစ်တပ်ကစောက်တုံးမကြလို့ဟမ်စင်နိုင်တို့ပိတ်ဆိုရင်စင်နိုင်တို့ဟိုကေသေးကြီးနာနာဆိုအကုန်နာရတယ်လေမင်းဖြစ်တော့ချက်ချင်းဘသူမှမရဘူးဘသူမှမကယ်နိုင်ဘူးဘာလို့လှင်မြန်တာလီးကိုလှင်မြန်တာလားတော့ပါရဲ့မဆဲတာကြတော့ကျွန်တော်အားပါဆဲပြရည်ရနော်တို့ရှိတယ်လက်ရှိမြန်မာနိုင်ငံရဲ့လက်တလောအခြေအနေတွေရော ောင်နာကတ်အတွက်အခြေအနေအတွက်ပါอืมခြုံငုံမိအောင်စီစဉ်လောက်ကန်နေတာတွေတွေ့ရတယ်ဒါတွေလည်းမြင်အောင်ကြည့်ပါဒါပေမဲ့တမန်ပြည်သူတွေကတော့ဒီကိစ္စတွေမြင်မှာမဟုတ်အမှန်တည်းဒီကိစ္စတွေကကျွန်တော်တို့သတင်းသုံးသပ်တဲ့သတင်းသမားတွေရဲ့မှာတာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်သုံးသက်ချက်တိုင်းကအမှန်တည်းမလို့ကျွန်တော်မပြောပါဘူး။ဒါပေမဲ့ကျွန်တော်တို့တွေအနီးကပ်ဆုံးပေါ့နော်။ကျွန်တော်သုံးသက်ချက်လက်တလုံးလုပ်ငန်းချင်းတွေမှာမှန်ခြင်းမှမှန်တယ်။ဒါပေမဲ့ရေရှည်ကြီးလာတဲ့အခါကျရင်ခင်ဗျားတို့သဘောပေါက်လာလိမ့်မယ်။ဟုတ်ပါဘူး။အလိုမှာရေရှည်ကြီးစီရမလို့ မင်းတို့အခုလက်တလုံးကိုမင်းတို့အကြံဖက်စက်တက်အခုဖြစ်သွားတဲ့ငလင်တဲ့ပြည်သူတွေငလင်ဘေးတန်ခံရတဲ့ပြည်သူတွေအတွက်မင်းတို့ဘာလုပ်ပေးမလဲဆိုတာစောင့်ကြည့်ပါဟုတ်တယ်နော်အခုချိန်ကြီးဘာတစ်ခုမှမလုပ်ပေးနိုင်သေးဘူးအဲ့တို့ဖျားတွေပြောတယ်မင်းတို့စစ်သားတွေရဲတွေဘာလုပ်လဲအုတ်ကလေးတွေဒီလိုလေးဟုတ်လားတလုံးစီကိုခတ်တယ်အဲ့လိုလုပ်တယ်အာလီးလုပ်တာလားအာလိုးမခရော့ခရော့ဗျာ တောင်းမနဲ့တောင်းမနဲ့ကျွန်တော်တော်တော်များပါကျွန်တော်ဆဲရတော်တော်များပါပြီဟုတ်ကဲ့အဲကျွန်တော်ဆက်နားထောင်လဲဒီထက်ဒေါသထွက်ဖို့ပဲစီလုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒါမှဒီနေ့တော့ပြောစရာရှိလို့ပြောမှာမဟုတ်တော့ဆဲစရာရှိလို့ကျွန်တော်ဆဲလိုက်ပြီပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ပတာဤတမိခင်ကြီးလဲနော်ကလေးတွေဘန်းပြပြီးတော့လှုပ်ရှားနေတဲ့ပတာဤတမင်းသမီးကြီး တဘာဝဘေးအန်နေရေကြုံလာမပေါ်ပေါ်လာတတ်တဲ့အမှုပညာရှင်များခမားတို့တွေလက်ပြလုံးပါစီလို့ပြောကြတယ်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲနားပြရတယ်ခင်ဗျာခင်ဗျားတို့လက်ပြလုံးကြပါစီညာဟ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 ာ